င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမရှင်တောင်ကိုလေတဲ့စခန်းကိုရှော့တိုက်တုံးနဲ့ပြစ်ခတ်တက်ခိုက်မှုလေတဲ့စစ်ရာရှင်တို့ဟာတည်ဆုံသွားပြီးခြောက်ဦးဟာအပြင်းထန်ဒဏ်ရာရပါတယ်ထီးကျဲမြတောင်ရွာကစစ်တပ်စခန်းကို KIA ကအပြစ်သက်သိမ်းပစ်လိုက်ပြီးလက်လက်ခရဲများစွာကိုသိမ်းဆည်းရရှိပြီးစစ်ရှုံးပြီးထွက်ပြေးသွားတဲ့ဗျူဟာမှုကို KIA ကလိုက်လံရှာဖွေနေတဲ့တဲ့ပါဝင်နောက်ဆုံးတဲ့တဲ့တွေကိုတင်ဆက်ပေးပါမရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ ဘဂိုတိုင်တောင်ကိုလေတဲ့စကန်ကိုရှက်တိုင်တုံးနဲ့ပြစ်ခတ်တက်ခတ်ခေရမှာ လေတဲ့စစ်ရာရှိနှူးဟာတည်ဆုံပြီး6ဦးဟာအပြင်းထန်ဒဏ်ရာရှိခဲ့လို့ Mountain Knight Civilian Defense Force MKCDF ကတောင်ဝရှိသူတို့ကရန်ကုန်ခေတ်တည်တဲ့ထဏာကိုပြပြပါရယ်။ August 20နေ့ည7:56မိနစ်မှာတောင်ကိုမြို့ကအကြက်ဖက်စစ်ကောင်စီရဲ့တောင်ကိုလေတဲ့စကန်အတွင်းကိုတရခွန်မမရှက်တိုင်တုံးခုနှစ်လုံးပြစ်ခတ်တက်ခတ်ခေရမှာ၄လုံးဟာအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့တာလည်းဖြစ်ပါရယ်။ ချက်တိုက်တုံးနဲ့ပြစ်ခတ်မှုကြောင့်လေတပ်ကစစ်အရာရှိ2ဦးဟာတေသွားတာဖြစ်ပြီးအခြားစင်6ဦးဟာအဒဏ်ရအပြင်းထန်ရရှိခဲ့လို့သိရပါဗျ။ဒီတိုက်ခတ်မှုကို MKCDF အဖွဲ့က Brave Warrior for Myanmar BWN အဖွဲ့ရဲ့စီမံမှုနဲ့ Major Revolution Force MRF အဖွဲ့တန်တောင်မြောက်ပိုင်းအထူးဒေသဖွဲ့စစ်တေသ31ပါတီရဲဘော်တွေအဖွဲ့လို့ပူးပေါင်းကာတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။တောင်ငူလေတဲ့ဟာ ကင်နီဒေသကရင်ပြည်နယ်နဲ့ရှမ်းပြည်တောင်ပိုင်းကပြည်သူတွေနဲ့တော်လဲအင်အားစုတွေကိုလေကြောင်းနဲ့တက်ခတ်ရမှာအဓိကအသုံးပြုတဲ့လေတပ်စခန်းလည်းဖြစ်နေပါဗျ။အခုချိန်မှာတော်လဲမှာပတ်ဝန်းနေတဲ့အဖွဲ့အားလုံးစစ်ရှုံးစစ်ကောင်စီကိုကြက်ရနေရကနေ တော်လန်ပါဝင်ကြမယ်အခြေဖြစ်တဲ့အတွက် MK CDF အဖွဲ့အနေနဲ့လည်းနိုင်ငံတော်လုံးကတော်လန်ရင်ညီကိုမောင်နှမတွေနဲ့တူတော်လန်ရင်မှာပါဝင်အားဖြည့်သောအားဖြင့်တောင်ကိုလေးတဲ့စကန်ကိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း MK CDF ကအသိပေးထားပါရရှင်စကန်အတင်းတစ်ပုတ်ကိုတက်ဆက်ပေးကြပါမယ် စကိုင်းတိုင်းထိစပ်မြို့နယ်မြတ်တော်ရွာကအကြမ်းဖက်စစ်တပ်စခန်ကို KIA ကအပြည့်အစုံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးလက်လက်ခရဲများစွာကို သိမ်းဆည်းရရှိခဲ့တယ်လို့ KIA ရဲ့စေတမေကရကုံခစ်တစ်ကိုပြပြပါရယ်။ဩဂတ်စ23ရက်နေ့ညနေပိုင်းကထိစပ်မြို့နယ်မြတ်တော်ရွာကအကြမ်းဖက်စခန်ကို KIA, KPDF နဲ့ ABSDF တပ်ဖွဲ့တွေကအပြည့်အစုံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါရယ်။အဲဒီစခန်သိမ်းတိုက်ပွဲတွင်လက်လက်ခရဲများစွာကိုသိမ်းဆည်းရရှိခဲ့ပြီးမြဲ စစ်ကောင်စီတပ်သားတွေအထိခိုက်သေဆုံးမှုအခြေအနေကိုတော့စစ်စစ်နေသေးတာကြောင့်အတိမပြုတ်နိုင်သေးဘူးလို့လည်းသိရပါဗျ။ဒါအပြင်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မှာစစ်ရှုံးပြီးထွက်ပြေးသွားတဲ့ဗျူဟာမှုနဲ့စစ်ကောင်စီတပ်သားအချို့ကို KIA ကလိုက်လံရှာဖွေနေတယ်လို့လည်းသိရပါဗျ။အဲ့ဒီအကြမ်းဖက်စစ်တပ်စခန်းကို KIA ကဩဂတ်စာ27ရက်နေ့မနက်ပိုင်းအချိန်ကစတင်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးဩဂတ်စာ23ရက်နေ့မှာအပြည့်အသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။ ရှမ်းပြည်နယ်တိုင်းတဘောက်ကိုတက်ဆက်ပေးကြပါရယ်။ရှမ်းပြည်နယ်လာရှုမြို့အခြေဆိုင်အရှိမြောက်တိုင်းစစ်တနာကျောက်ကဖမ်းဆီးရမိတဲ့ဒဏ်ရစစ်တုံပန်း80ဦးပါဝင်269ဦးကို MND နဲ့ PDF တပ်ပေါင်းစုကထပ်မံလွှတ်ပေးခဲ့တယ်လို့စစ်ရေးသတင်းမြစ်ကရန်ကုန်ခေတ်စ်ကိုပြပြပါရယ်။ဖမ်းဆီးရမိတဲ့ဒဏ်ရရစစ်တုံပန်း80ဦးပါဝင်269ဦးကိုဩဂတ်လ23ရက်နေ့က ် MNDA နဲ့ PDF တပ်ပေါင်းစုကထပ်မံလှုပ်ပေးခဲ့တာလည်းဖြစ်ပါတယ်။အဲလိုလှုပ်ပေးခဲ့ရမှာ SSPP အဖွဲ့နဲ့ချိတ်ဆက်ပြီးပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့လည်းစေတရင်းမြေကရန်ကုန်ခေတ္တကိုပြောပါရရှင်။ဒီတစ်ခါမှာတော့ရေကြိုမြင့်နယ်ဟင်းတာပြူစော်တီစကန်ကိုစွန့်ခွာပြီးပကန်းကြီးရဲစကန်ကိုပူပေါင်းဖို့တောရောက်တဲ့စစ်ကြောင်းကိုကြားဖြတ်တက်ခတ်ခဲ့ရမှာ စစ်သားနဲ့ပြူစော်ဒီဆဲဦးဟာတိဆုံးခဲ့လို့မြင်းကြံဘလက်တိုက်က MBD တပ်ဖွဲ့ကကောင်းဆောင်ဖြစ်တယ်။ဘူမိုက်ခဲကရန်ကုန်ခေတ်တေကိုပြပြပါရတယ်။ဩဂါစာ22ရက်နေ့ကရေစိုးမြို့နယ်ဟင်းတာပြူစော်ဒီဂျေရာစကန်ကိုစွန့်ပစ်ထားခဲ့ပြီးပခန်းကြီးရေကင်းစကန်ကိုတွားရောက်ပူပေါင်းတဲ့အင်အား၄၀ခန်းပါတဲ့စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရမှာအကြက်ဖက်စစ်သား၁၀ဦးဟာသေသွားတာဖြစ်ပြီးအများပြားလဲဒဏ်ရာရှိခဲ့တာလည်းဖြစ်ပါတယ်။အဲလိုတိုက်ခိုက်ခံရပြီးသေဆုံးသွားတဲ့အကြက်ဖက်စစ်သားမသားအလောင်းတွေနဲ့ဒဏ်ရာရှိသူတွေကိုကားနဲ့လာကောက်သွားပြီးပခုတ်ကူဆေးရုံကိုပို့ဆောင်လိုက်တယ်လို့လည်းမြင်းကျက်ဘလက်တိုက်က MPD တပ်ဖွဲ့ခေါင်းဆောင်ဘုံပိုင်ခဲကပြောပြပါဗျာ။ အဲ့ဒီတိုက်ခတ်မှုကိုမြင်းကြံ Black Tiger MPD မြင်းကြံကအမှတ်ကိုတရင်နဲ့အတူ Dragon Brothers People Defense Force YSO တို့ဟာပူးပေါင်းတိုက်ခတ်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေဘက်ကအထူးကံရှိအောင်မြင်စွာတိုက်ခတ်နိုင်ခဲ့လို့လည်းသိရပါတယ်ရှင်။မကွေးတိုင်တဲ့တပောက်ကိုတက်ဆက်ပေးကြပါရယ်မကွေးတိုင်ပွင့်ဖြူမြို့နယ်နဲ့စစ်တော်ရာမြို့နယ်အဆက်ကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးနေတဲ့အတွက် ထောင်နဲ့ချီတဲ့ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးနေကြတယ်လို့ပွဲပြုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြပြပါရယ်။ဩဂတ်စာ18ရက်နေ့ကမဲဆလီရက်စကန်ကအကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာဝင်းလိုရွာနဲ့ခုနန်းရွာကိုစစ်ကြောင်းထိုးဝင်ရောက်စစ်နေပြီးပြည်သူပိုင်နေအိမ်တွေကိုဝင်ရောက်ဖျက်ဆီးခဲ့လို့လည်းသိရပါရယ်။အဲ့ဒီအကြမ်းဖက်စစ်ကြောင်းဟာကျေးရွာအတွင်းကပြည်သူပိုင်နေအိမ်တွေကိုဖျက်ဆီးသွားပြီး တံပိုးရှိပစ္စည်းတွေမော်တော်ကားမော်တော်ဆိုင်ကယ်တွေကိုယူဆောင်သွားသလိုပြည်သူတွေရဲ့စိတ်နွားနဲ့အိမ်မွေးတိရစ္ဆာန်တွေကိုလည်းတပ်ဖြတ်စားတောက်သွားတယ်လို့သိရပါဗါးအဲလိုအကြမ်းဖက်စစ်ကြောင်းကကျေးရွာတွေကိုစစ်ကြောင်းထိုးကနေအိမ်တွေကိုဖျက်ဆီးလူရည်နေရာကြောင်းဒေသခံထောင်ချီဟာဘေးလွတ်ရာကိုထွက်ပြေးနေကြတယ်လို့လည်းသိရပါဗါးရှင်ရန်ကုန်သတင်းတပုတ်ကိုတက်ဆက်ပေးကြပါမယ် ရန်ကုန်မြို့အောက်ကျင်းနေတဲ့လမ်းမှာရွှေလက်ပြအင်ညာအနီမှာအကျမ်းပဲရဲနဲ့ပြူစောထီတွေကအင်းစည်းကားနဲ့လူငယ်တအူးကိုပေါ်တာဆွဲဖမ်းဆီးနေစမှာပြည်သူတွေကဝိုင်းဝန်းကူညီမှုနဲ့လွတ်မြောက်သွားတယ်လို့ဒေတာနေပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြပြပါတယ်။ဩဂတ်စာ22ရက်နေ့ည8နာရီလောက်မှာအကျမ်းပဲရဲနဲ့ပြူစောထီတွေကလမ်းသွားလမ်းလာလူငယ်တအူးကိုအင်းစည်းကားတစည်းပေါ်ကအရက်ဝတ်နဲ့လူငါးဦးကတပြိုင်တည်းဆင်းလာပြီး လိုက်လံဖမ်းဆီးစဉ်မှာတာဝန်ကျင်ကိုအော်ဟစ်အကူအညီတောင်းရမှာပြည်သူတွေကဝိုင်းလာတာကြောင့်ရဲနယ်ပြူစောထီတွေကကားဝော်ကိုပြန်တပြီးမောင်းပြေသွားခဲ့လို့ဒေသနေပြည်သူတို့ကရှင်းပြပါဗျ။လိုက်လံဖမ်းဆီးတဲ့အင်စီကားပေါ်ကရဲတွေဟာကြီးမြင့်နိုင်23စကန်ကဖြစ်နိုင်ပြီးအဲ့ဒီကဟာကြီးမြင့်နိုင်တဲ့အလုံတဝိုက်မှာညအချိန်မှာအမြဲပတ်နေကလမ်းသွားလူငယ်တွေကိုကားဝော်ကိုဆွဲတင်ဖမ်းခေါ်သွားလဲရှိတယ်လို့လည်းသိရပါဗျ။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့စကန်တန်စနင်းကြီးမြို့ပေါ်ကရဲစခန်းနဲ့ထွေအောင်ကို တော်လဲတစ်ဖက်ဝင်တွေဝင်ရောက်တက်ခတ်ရမှာစစ်ကောင်စီတပ်သား9ဦးဟာသေသွားကြတယ်လို့ဒေါင်းတမန်ကြီးဆက် Federal Army တပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြပြပါဗျ။ဩဂတ်စာ20ရက်နေ့ကစလင်းကြီးမြို့ပေါ်ရဲစခန်းနဲ့ထွေုပ်ရုံးတို့ကိုတော်လဲတပ်ဖွဲ့တွေကလက်နက်ကြီးလက်နက်ငယ်နဲ့ဝင်ရောက်တက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲလိုတက်ခတ်မှုကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်ဖက်ကလက်နက်ကြီးထိမှန်က9ဦးဟာသေသွားကြတာဖြစ်ပြီး လေးဦးအထိကတန်ရရှိခဲ့လို့လည်းသိရပါဗျ။ဒီတက်ခိုင်မှုကိုဒေါင်းတမန်ဂျီဆက်ဖက်ဒရယ်အာမေအဖွဲ့နဲ့ပူးပေါင်းတပ်ဖွဲ့တွေကလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော်လန်တပ်ဖွဲ့ဝင်တွေကအထိခိုက်မရှိစုခွာနိုင်ခဲ့လို့လည်းသိရပါဗျရှင်။ဟုတ်ကဲ့ပါရှင်။ဒါကရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်တည်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးဇူးများပါ။